ူများကိုကိုကျင်းစာတတ်အောင်သူများကိုတနာတတ်အောင်ငါဘယ်လိုလေ့ကျင့်ပေးမလဲတကယ်တော့ခလေးဆိုတာကလည်းသူမှာခံစားချက်ရှိတယ်သူကလည်းလူသားလေးတစ်ယောက်ဖြစ်တယ်သူမှာလည်းကိုပိုင်အတွေ့အခေါ်လေးတွေရှိတယ်အလုံးမင်းမင်္ဂလာပါရှင်။ကျမကကလေးပြုစုပြုထောင်ရေးဆိုင်ရာပညာပေးစာတွေကိုရေးတဲ့ Jessica Moses ဖြစ်ပါတယ်ရှင်။အခုပြောမယ့် အကြောင်းအရာကတော့ social emotional learning လို့ခေါ်တဲ့အကြောင်းအရာဖြစ်ပါတယ် social emotional learning ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်ဒီကလေးလေးတွေရဲ့ဘဝမှာပေါင်းတင်ဆက်ဆံရေးဘယ်လိုလုပ်ရမလဲအဖွဲ့အစည်းတွေနဲ့ဘယ်လိုနေထိုင်ရမလဲကိုကိုယ်တိုင်ကိုကိုကိုပေါ့နော်ဘယ်လိုယုံကြည်မှုရှိရှိနဲ့ဒီနေရက်တွေကိုဖျက်သန်းမလဲဆိုတဲ့အကြောင်းလေးတွေကိုပြောတာဖြစ်ပါတယ်ဒီ social emotional learning မှာအသေးစိတ်ပြောရရင်ပေါ့နော်အဓိကဘာတွေပါတယ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ခံစားမှုကိုကိုသိချင်းကိုကိုကိုယုံကြည်ခြင်းပေါ့နော်ကိုကိုကိုယုံကြည်တယ်ကိုဘာတွေလုပ်နိုင်တယ်လဲဆိုတာသိတယ်နောက်ကိုဘာတွေခံစားနေရ သလဲဆိုတာသိတယ်ပေါ့နော်အဲ့ဒီအပြင်ကို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 ဒီကိုရဲ့ဒေါသတွေပေါ့နော်ကိုရဲ့ဒီစိတ်ခံစားမှုတွေကိုထိန်းနိုင်ခြင်းပေါ့နော်ဟိုအရန်ပောက်ကွဲဖြစ်တာမျိုးမဟုတ်ဘဲနဲ့ထိန်းနိုင်တဲ့စိတ်တွေဒါတွေကလည်း social emotional learning ထဲမှာပါပါတယ်အဲ့ဒီအပြင်ကိုပေါ့နော်ဘာတွေပါတယ်ဆိုလို့ရှိရင်သူတစ်ပါးကိုကိုချင်းစာတက်ခြင်းသူတစ်ပါးပေါ်နားလည်ပေးတက်ခြင်းတနာတက်ခြင်းဒါတွေကလည်း social emotional learning ထဲမှာပါပါတယ်နောက်တစ်ခုကကြတော့သူတစ်ပါးကိုတနာတက်ခြင်းနေအပြင်မှာကျမတို့ ဒီတာဝန်ယူတတ်ခြင်းပေါ့နော်ကိုကိုကိုတာဝန်ယူတတ်ခြင်းကိုလောက်ရမယ့်အပိုင်းတွေကိုတာဝန်ယူတတ်ခြင်းဒါတွေကလည်းဒီအခုပြောတဲ့ social emotional learning နဲ့မှာပါပါတယ်ဒါတွေကဘဝမှာဘာလို့အရေးကြီးသလဲဆိုလို့ရှိရင်ကလေးတစ်ယောက်ကမသူများနဲ့အဆင်ပြေအောင်မနေတတ်ဘူးဆိုလို့ရှိရင်သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးထိခိုက်တယ်ပေါင်းသင်းဆက်ဆံရေးထိခိုက်လာတဲ့အခါမှာကျောင်းပညာရေးထိခိုက်မယ်အသက်ကြီးလာတဲ့အခါမှာလည်းကလေးကသူများကိုမညာတာတတ်ဘူးသူများကိုကိုယ်ချင်းမစားတတ်ဘူးဆိုလို့ရှိရင်ဒီရုံးလုပ်ငန်းတွေလုပ်တဲ့အခါမှာလည်းခက်ခဲတယ်ပေါ့နော်လူမှုဆက်ဆံရေးတွေခက်ခဲတယ်ဆို တော့ကျမတို့ရဲ့ကလေးလေးတွေကကိုကိုကိုယုံကြည်မှုမရှိရင်လည်းဒီចောင်းစာမှာတော့၎င်းအပြင်လောကမှာတော့၎င်းပေါ့နော်သူကဖြတ်တန်းရတာခက်ခဲတယ်အမြဲအားငယ်နေနေပေါ့နော်ဆိုတော့ကျမတို့ကလေးလေးတွေဘဝမှာအောင်မြင်ထက်မြက်ပြီးတော့ပျော်ရွှင်တဲ့ကလေးတွေဖြစ်အောင်ဒီ social emotional learning ကအရေးကြီးပါတယ် တော့ဘာတွေကျမတို့သင်ပေးရမလဲပေါ့နော် social emotional learning ဒီလိုမျိုးကလေးလေးတွေဖြစ်အောင်တော့သူတစ်ပါးကိုလည်းကိုချင်းစာတက်ကိုကိုကိုလည်းယုံကြည်မှုရှိလောကမှာပျက်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းတတ်တဲ့ကလေးလေးတွေဖြစ်အောင်ကျမတို့ဘလို့သင်ပေးရမလဲဆိုလို့ရှိရင်နံပါတ်1ကမိသားစုကကလေးနဲ့နွေးနွေးထွေးထွေးနေရပါမယ်ဒါနံပါတ်1အချက်ဖြစ်ပါတယ်ကလေးကိုချစ်ချင်းမေတ္တာပြရမယ်ကလေးကလည်းနော်ဟိုကျမတို့တွေရဲ့ ဒီခေတ်မှာဆိုလို့ရှိရင်ပေါ့ကလေးလေးတွေကအများသောအားဖြင့်ကမိဘကပြောသမျှကိုနားထောင်ပြီးတော့အတန်ပြန်ပြောခွင့်မရှိဘဲနဲ့မိဘခိုင်းသမျှကိုဒါကျမတို့လိုက်လုခဲ့ရတဲ့ခေတ်ပေါ့နော်တကယ်တော့ကလေးဆိုတာကလည်းသူ့မှာခံစားချက်ရှိတယ်သူကလည်းလူသားလေးတစ်ယောက်ဖြစ်တယ်သူ့မှာလည်းကိုယ်ပိုင်အတွေ့အခေါ်လေးတွေရှိတယ်သူ့မှာလည်းသူပြောချင်တဲ့စကားတွေရှိတယ်သူပေးချင်တဲ့အကြံဉာဏ်တွေရှိတယ်ဆိုတော့ကျမတို့ကကလေးကိုလည်းဟိုကလေးဆိုပြီးတော့ဒီအဖက်မလုပ်တာမျိုးနော်အရာမသွင်းတာမျိုးမဟုတ်ဘဲနဲ့ကလေးကိုလည်းသူ့ရဲ့ခံစားချက်သူ့ရဲ့ဒီဒီ သူပြောခြင်းနဲ့ဆန္ဒလေးတွေကိုလည်းကျမတို့ထုတ်ဖော်ပြောခွင့်ပေးမယ်ခလေးကိုကျမတို့နားထောင်ပေးမယ်အဲ့ဒီလိုပဲပေါ့နော်မိသားစုကနွေ့နွေ့ထွေးထွေးနဲ့ဒီကိုကလည်းနားထောင်ပေးမယ်သူကလည်းပြောမယ်အဲ့လိုပဲကိုပြောတာကိုလည်းသူတို့နားထောင်စေမယ်ပေါ့ဆိုတဲ့အခါမှာဒီ social emotional learning ဖြစ်တဲ့ခလေးရဲ့ဒီစိတ်လုံခြုံခြင်းတွေမိမိကိုယ်ကိုယုံကြည်ခြင်းလေးတွေတက်လာပါတယ် အဲ့ဒီပြင်မှာကျမတို့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ခလေးကိုကျမတို့ဒီပုံမြင်နေဖတ်ပြမယ်ဒီပုံမြင်ထဲမှာနော်ဒီဒီအကောင့်လေးကတော့ဘယ်လိုမျိုးကျမတို့ကလေသူ့ရဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာလေးတွေကိုသူများကိုကိုချင်းစာချက်အောင်နော်ဒီဒီပုံမြင်လေးထဲမှာတော့ဒီလိုလေးဖြစ်သွားတယ်တမီးလေးရေးသားလေးရေးဆိုပြီးကျမတို့ကပုံမြင်လေးနဲ့ဆုံးမသွားတာမျိုးပေါ့နော်အဲ့ဒီအပြင်ကိုကျမတို့ကနေ့စဉ်ဘောသူ့ကိုစီကန်းလေးချမှတ်ပြီးတော့သူကိုယ်တိုင်တာဝန်ယူတတ်အောင်သူ့ရဲ့အလုပ်ကလေးတွေကိုသူတာဝန်ယူပြီးတော့လုပ်တတ်အောင်ဥပမာကလေးငယ်ငယ်လေးဆိုလို့ရှိရင်လည်းသူအင်ကြီးချုပ်ပြီးတော့အဝတ်ချ ချင်းတွေကိုတော့ထည့်တတ်တယ်ဆိုတော့ကျမတို့ကအင်ကြီးချုပ်ပြီးတော့အဝတ်ချင်းတွေကိုသွားထည့်တာမျိုးဒါက ငငယ်လေးကလေးကသူ့တာဝန်သူ့တာဝန်သူယူတတ်အောင်ကျမတို့ကလေ့ကျင့်ပေးတဲ့သဘောပေါ့နော်ဆိုတော့ကျမတို့ကငယ်ကလေးကဒီသူ့ကိုသူတာဝန်ယူတတ်အောင်ကျမတို့ဘယ်လိုလေ့ကျင့်မလဲပေါ့နော်ကျမတို့ရဲ့ပဝင်းချင်းမှာရှာကြည့်လိုက်ငါဒီကလေးလေးကိုသူ့တာဝန်သူယူတတ်အောင်ငါဘယ်လိုလေ့ကျင့်ပေးမလဲပေါ့နော်အဲ့လိုပဲသူများကိုကိုချင်းစာတတ်အောင်သူများကိုတနာတတ်အောင်ငါဘယ်လိုလေ့ကျင့်ပေးမလဲအဲ့လိုပဲသူ့ရဲ့စိတ်ကိုသူဒေါသတွေထိန်းတတ်အောင်ဘယ်လိုလေ့ကျင့်ပေးမလဲတခါကြရင်ကလေးလေးတွေကအယံငိုတယ်သူဘာလို့ငိုမှန်းသူမသိဘူးဆိုတော့ကျမတို့ကဘာလို့ပေးလို့ရလဲဆိုတော့ ဟောဒီအယုံလေးမရလို့ငိုတာလားဟုတ်လားသမီးလေးဟုတ်လားตาလေးဆိုရင် तू ကလေ तू ခုနကစိတ်တုန်နေတာခလေးလေးရဲ့သဘောမှာ तू ငိုတာငိုနေတာတခါကြာရင် तू ခုနကဘာကြောင့် तू စပြီးငိုလိုက်တယ်ဆိုတာမေ့သွားတာမျိုးပေါ့နော်အယုံကလေးမရလို့ငိုတာလားဟုတ်လားဒီနေ့ကမေမေကမဝယ်ပေးဘူးလေတပတ်ကိုတစ်ခါပဲဝယ်ပေးမယ်လို့ပြောထားတယ်လေအယုံကလေးမရလို့ငိုတာကိုမေမေကနားလဲတယ်ဒါပေမဲ့မေမေတို့နောက်တစ်ပတ်ကြာရင်အယုံနောက်တစ်ခါဝယ်တဲ့ရက်ကြလို့ရှိရင်မေမေကထပ်ဝယ်ပေးမယ်နော်ဒါမျိုးလေးပေါ့ကျမတို့ရှင်းပြတဲ့အခါမှာသူ့ရဲ့စိတ်ခံစားချက်ကိုကျမတို့က နားလဲအောင်လဲသူပြန်နားလဲအောင်ကျမတို့လုပ်ပေးလိုက်တယ်အဲ့ဒီလိုပဲသူ့ရဲ့စိတ်ခံစားချက်ကိုကျမတို့ကလေးထားတယ်ဆိုတာကိုပြရာကြတယ်ပေါ့ဆိုတော့ကလေးကအဲ့ဒီမှာသူက emotional landing ပေါ့နော်သူ့ရဲ့စိတ်ခံစားချက်ကလေးကိုသူတည်သွားတယ်အဲ့ဒီလိုပဲမိဘကသူ့ကိုအရေးစိုက်ပါလားငါဟာ တန်ဖိုးရှိပါလားဆိုတာလေးသူခန်းစားရရပေါ့နော်ဆိုတော့ကျမတို့တွေနေ့ရက်တိုင်းမှာဒါကရိုးရှင်းတဲ့အလုပ်လေးတွေနဲ့ပဲခလေးကိုပေါ့နော်သူရဲ့အိမ်မှာထက်မြက်တဲ့ခလေးလေးဖြစ်အောင်သင်သွားပေးလို့ရတယ်ခလေးကိုနံပါတ်1ကျမတို့ညွန့်ညွတ်ထွေးနဲ့ချစ်ခင်မယ်ခလေးကိုစကားတွေအများကြီးပြောမယ်အပြန်အလှန်နားထောင်မယ်အဲ့လိုပဲသူကိုကျမတို့သူ့ရဲ့စိတ်ခန်းစားချက်လေးတွေကိုပေါ့နော်သူဒေါသထွက်နေကျမတို့စိတ်ငြိမ်သွားအောင်ခိုက်လုပ်ပေးမယ်ညွန်ကြားပေးမယ်ပေါ့နော်ပြီးတော့ သူများတွေကိုတနာတက်အောင်ဥပမာအိမ်မှာမွေးတဲ့ခွေးလေးကြောင်လေးတွေမှာအစပေါ့နော်ကျမတို့ကတနာတက်အောင်ဩသူတို့မလုံရဘူးအဲ့လိုမျိုးမလုံရဘူးနော်သူများအယုတ်လူလိုက်ရင်လည်းအဲ့လိုမလူရဘူးလေသူကဝမ်းနေသွားမှာပေါ့ဒါမျိုးလေးတွေကကျမတို့ခလေးကို social emotional learning သင်ပေးတာဖြစ်ပါတယ်ဆိုတော့ခလေးတွေကဒါတွေတက်လာတဲ့အခါမှာဘာတွေသိတယ်လဲဆိုလို့ရှိရင်ကိုကိုကိုစိတ်တွေထိန်းနိုင်လာမယ် ော်ကိုယ့်ရဲ့စိတ်ခံစားကိုချက်ကိုကိုတိလာမယ်အဲ့လိုပဲသူများကိုတနာတက်လာမယ်သူများနဲ့အဆင်ပြေအောင်နေတက်လာမယ်ဒီလိုတွေလောက်တက်လာတဲ့အခါမှာအလုတ်ထဲမှာတော့၎င်းအเจ้าမှာတော့၎င်းပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာခိုင်မာတဲ့ လူငယ်လေးအဖြစ်လူကလေးအဖြစ်ကြီးပြင်းလာပါတယ်ဆိုတော့ကျမတို့ရဲ့ဒီကလေးလေးတွေရဲ့ဘဝမှာ social emotional learning ကဘလောက်ထိအရေးပါသလဲဆိုတာသိပြီးသွားတဲ့အခါကျရင်ပေပေမေမေတို့လည်းကလေးလေးတွေကိုအတက်နိုင်ဆုံးဒီ social emotional learning နဲ့ပတ်သက်လို့ဒီကုညီလမ်းပြပေးဖို့အတွက်အဲကျမတိုက်တွန်းချင်ပါတယ်ရှင်နောက်ထပ်ဘလို့အကြောင်းအရာလေးတွေပြောအောင်မလဲဆိုတာကို Anna Bonsi Kids Page မှာစောင့်ကြည့်ပါအောင်ရှင်